ယူကရိန်းဟာရုရှားနိုင်ငံမိတ်အတွင်းပိုင်းမှာရှိတဲ့လေယာဉ်အဆင့်၄၀ကျော်ကို drone တွေနဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ယူကရိန်းထောက်လှမ်းရေးအဖွဲ့ကဇွန်လ၁ရက်နေ့မှာပြောကြားခဲ့ကြောင်း AP ကဖော်ပြခဲ့ပါဗျ။အဲ့ဒီတိုက်ခိုက်မှုကယူကရိန်းသမ္မတဇလန်စကီရဲ့ညွှန်ကြားချက်နဲ့ရုရှားရဲ့အတွင်းပိုင်းကိုနှဆိုင်သောဝင်ရောက်တိုက်ခိုက်မှုဖြစ်တယ်လို့အမည်မဖော်လိုတဲ့ယူကရိန်းစစ်တပ်အရာရှိတဦးကပြောကြားခဲ့ပါဗျ။ဆာလန်စကီကလည်းမွန်လမဲမှာပြောကြားခဲ့တဲ့မိန်ကွန်းတွင်အဲဒီစစ်စင်ရေးအတွက် drone စင်ရေး138စင်းကိုအသုံးပြုခဲ့တယ်လို့ပြောကြားခဲ့ပါဗျ။အဲဒီစစ်စင်ရေးကို ရုရှားရဲ့ထောက်လန်းရေးအဖွဲ့ဖြစ်တဲ့ FSB ရဲ့ဌာနချုပ်အနီးမှာပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ဇာလန်စကီးကပြောကြားခဲ့ပါတယ်။ စစ်စင်အတွင်းကင်မရာများထပ်ဆင်ထားတဲ့ဒရုန်းတွေကိုရွှေပြောင်းနိုင်တဲ့သတ္တအိမ်များအတွင်ထရှိခဲ့ပြီးရုရှားကိုလူဝတ်တင်သွင်းခဲ့ခြင်းဖြစ်ကလုပ်ငန်းရှင်များကအလွန်ရှုပ်ထွေးခဲ့တယ်လို့စစ်တပ်သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။အဲဒီနောက်မှန်ကန်တဲ့အချိန်နဲ့မှန်ကန်တဲ့အကွာအဝေးကိုရရှိချိန်မှာထရက်ကားတွေပေါ်မှာတင်ထားတဲ့သတ္တအိမ်ရဲ့ခေါင်းမိုးတွေကိုအဝေးထင်းစနစ်နဲ့ဖြန့်ပြီးအိမ်တွေအတွင်းမှာရှိတဲ့ဒရုန်းတွေကိုလွှတ်တင်ကရုရှားပုံကျဲလေယာဉ်များထံပြန်နှံသွားပြီးတိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့အဲဒီသတင်းရင်းမြစ်ကပြောကြားခဲ့ပါတယ်။ အဲ့ဒီ drone တွေကဇွန်လ1ရက်မိုးလယ်ပိုင်းကရုရှားရဲ့စစ်လေယာဉ်ခွင်တစ်ခုရှိ A50, Tu-95 နဲ့ Tu-22M လို့အပါအဝင် လေယာဉ်40ဒဇင်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ရုရှားဟာယခင်ကယူကရိန်းကိုဒုံးကျည်များဖြင့်တိုက်ခိုက်ဖို့ Tupolev Tu-95 နဲ့ Tu-22 ပုံရိပ်လေယာဉ်များကိုအသုံးပြုခဲ့ပါတယ်။ WEB လို့အမည်ပေးထားတဲ့အဲဒီစစ်စင်ရေးအတွင်းရုရှားရဲ့ဒုံးကျည်များတင်ဆောင်နိုင်တဲ့လင်းရဲအုပ်စုရဲ့34ရာခိုင်နှုန်းကိုဖျက်ဆီးနိုင်ခဲ့ပြီးဆုံးရှုံးနေတာမူတံမိုးကဒေါ်လာ9ဘီလီယံရှိတယ်လို့ယူကရိန်းထောက်လိုင်းအဖွဲ့ကပြောကြားခဲ့ပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်းယူကရိန်းနယ်စပ်နဲ့ကီလိုမီတာ၄၀၀မိုင်၂500အကွာမှာ Irkutsk ဒေသမှာရှိတဲ့ Leader Scan တိုက်ခိုက်ခံရပြီးလေယာဉ်များဖျက်ဆီးခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။